ထီပေါင်းရင်တင်းတောင်းခွဲပေးမယ်ဆိုပြီးဂျင်းထဲနေတဲ့ကိစ္စကြောင့်အကြီးကျယ်ပွဲဖြစ်နေတဲ့ခါဦးတို့လင်မယားနဲ့မိချို့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျွန်မကဆိုရှယ်မီဒီယာပေါ်မှာအားလုံးရဲ့ပါဇက်ပြားမှာပြောစမှတ်ဖြစ်နေတယ်အပြန်လန်အငင်းဖောင်းမှုတွေနဲ့ပွဲဖြစ်နေပြီးတော့စုညံပွဲလုံးရိုက်နေတဲ့အကြောင်းအရာတခုကိုတင်ဆက်ပေးမှာပါအဲ့ဒါကတော့အမေရိကန်နိုင်ငံမှာနေထိုင်တဲ့ Facebook Celebrity ဇုံတွဲဖြစ်တဲ့ခါဦးနဲ့ကိုထွန်းငင်တို့ဇနီးမောင်နဲ့ဂျာမနီနိုင်ငံမှာနေထိုင်နေတဲ့ဆယ်လီတူဦးဖြစ်တဲ့မိချို့ကိုရှိုင်းဝနာတို့ရဲ့ ပွဲပဲဖြစ်ပါတယ်။သူတို့ရဲ့ကြားမှာဘလို့ပြဿနာတွေဖြစ်နေလဲ၊ဘသူကမှန်ပြီးတော့ဘသူကမှားနေတယ်လဲဆိုတာကိုပရိသတ်တွေကလည်းစိတ်ဝင်စားနဲ့ဝေဖန်သုံးသပ်ကြပါတယ်။ခါဦးနဲ့ကိုထွန်းခင်တို့ဇနီးမောင်နှံကအမေရိကန်နိုင်ငံမှာနေထိုင်ပြီးတော့ဂျင်ကိုစနစ်တကျအစော်ကစားကောင် ထူးခြားကောင်းမွန်တဲ့ခန္ဓာကိုယ်အချို့အစားတွေကိုပိုင်ဆိုင်ထားကြသူတွေပေါ့သူတို့ရဲ့တန်မာတဲ့ပုံစံတွေဟာကတ်တုန်းဇက်ကောင်တွေဖြစ်တဲ့ခေါင်းနဲ့ကိုထွန်းခင်တို့နဲ့တူညီတယ်လို့ပရိသတ်တွေကချစ်စနိုးနဲ့နာမည်ပြောင်းပေးခဲ့ရကနေဒီနာမည်နဲ့ပဲကြော်ကြားလာခဲ့ရဖြစ်ပါတယ်။သူတို့ဆောင်တွေဟာဆိုရှယ်မီဒီယာမှာနာမည်ကြီးအောင်မကပဲမြန်မာပြည်သူတွေအတွက်ပရိသတ်လုပ်ငန်းတွေကိုဒီဇိုင်းမမလုံးဆောင်ခဲ့တဲ့အတွက်လည်းချစ်ခင်လေးစားမှုတွေကိုရရှိထားကြတဲ့သူတွေပါ။ မကြသေးခင်ကအခြေခံလူရန်စားတွေအတွက်ဟင်းဘာနဲ့ပဲစစားကြက်တထောင်နဲ့တနတ်စာအဝါစားနိုင်တဲ့ထမင်းဆိုင်ကိုဖွင့်လှစ်ပေးခဲ့တာပေါ့ခအုံးနဲ့ကိုထုံးငင်တို့ကတခိတခါမှအမေရိကန်နိုင်ငံမှာထီထိုးထားကြောင်းဒီထီတာပေါက်ခဲ့မယ်ဆိုရင် post ကို share ထားတဲ့သူတယောက်ချင်းစီကိုမြန်မာငွေ3000ကျပ် ကျက်သိန်းပေါင်း15000ဆီခွဲဝေပေးသွားမယ်ဆိုတဲ့ကတိစကားပါပဲဒီပို့ဆောင်မြန်မာနိုင်ငံကဆိုရှယ်မီဒီယာသုံးဆွဲသူတွေကြမှာလင်းမြန်စွာပဲပြန့်နှံ့သွားပါတယ်နိုင်ငံရဲ့စီးပွားရေးအခြေအနေအရငွေကြေးအခက်ခဲနဲ့ရင်ဆိုင်နေရတဲ့ပြည်သူအများစုတို့တော့ဒါဟာမမောလောက်စရာအိမ်မက်တစ်ခုပါ ဒါကြောင့်မင်းထောင်ပေါင်းများစွာတောင်ပေါင်းများစွာသောပြည်သူတွေကဒီ post ကိုအားတက်တယ်ရောနဲ့ share ခဲ့ပါတယ်။ဒီလိုနဲ့လူတွေရဲ့ share အရေးအတွက်အဆမတန်များပြားလာချိန်မှာဂျာမနီကဆယ်လီဖြစ်တဲ့မိချိုကိုရှိုင်းဝနာကဒီကိစ္စကိုဝင်ရောက်ဝေဖန်ခဲ့တာပါ။မိချိုရဲ့အဓိကပြောဆိုချက်ကအခါဦးရိုလင်မယားဟာလူတွေရဲ့မျှော်လင့်ချက်ကိုအသုံးချပြီးတော့ဂျင်းထည့်နေတာအဲ့ဒီလိုပြောခဲ့ပါတယ်။သူရဲ့ဆိုရင်အမေရိကန်မှာထိပေါက်ဖို့ဆိုတာမဖြစ်နိုင်တဲ့လို့ရှားခိုင်းနှုန်းနေပါပြီးတော့ဒီလိုမဖြစ်နိုင်တဲ့ကိစ္စကိုအရင်ပြုတ်ပြီးလူတွေကို share ခိုင်းနေရတာက စေရနာအမှန်မဟုတ်ဘူးလို့ဆိုပါတယ်။အဓိကယူရချက်ကတော့သူရဲ့ Facebook page engagement ကိုတိုးမြင့်ပြီးတော့ Facebook ကနေငွေကြေးအကျိုးအမြတ်အရှိဖို့အတွက်လူတွေကိုအသုံးချနေတာဖြစ်တယ်လို့ပြင်းပြင်းထန်ထန်ဆွဆွဲခဲ့ရပါထီပေါင်းမှပေးမယ်ဆိုတာအလကားစကားပဲ။တကယ်တမ်းက Facebook ကပေးတဲ့ပတ်စံကိုလိုချင်လို့လူတွေကိုအလကားခိုင်းစားနေရလို့မိချိုကဝေဖန်ခဲ့ပါတယ်။ မိချိုရဲ့ဒီလိုဆွဆွဲမှုတွေပေါ်မှာခအုံးနဲ့ကိုထွန်းခင်တို့ဘက်ကလည်းလက်ပိုက်ကြည့်မနေခဲ့ပါဘူး။သူတို့ဟာစေတနာနဲ့လှုပ်တဲ့ကိစ္စကိုမနာလိုဝင်တိုးစင်းနဲ့တမင်ဝင်ရောက်ဆွဖတ်တာဖြစ်တယ်လို့မိချိုကိုပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ ဒီလိုနဲ့နှစ်ပတ်စလုံးကြာမှအပြန်အလှန်အငင်းပွားမှုတွေကဆိုရှယ်မီဒီယာပေါ်မှာအကြီးအကျယ်ပွဲဖြစ်သွားခဲ့ပြီးတော့သူတို့ရဲ့ now live ပရိသတ်တွေကြာမှလည်းအုပ်စုနှစ်စု꿰သွားပါတယ်။ဒီကိစ္စမှာဘယ်သူမှန်နဲ့ဘယ်သူမှားတယ်ဆိုတာကိုတိတိကျကျပြောဖို့ခက်ခဲပါတယ်။ပရိသတ်ကြီးတို့အနေနဲ့ရောဒီကိစ္စပေါ်မှာဘယ်လိုမြင်ကြပါသလဲ။ခါဦးနဲ့ကိုထွန်းခင်တို့ဟာစေတနာအမှန်နဲ့မျှော်လင့်ချက်ပေးခဲ့ရလား။ဒါမှမဟုတ်မိချိုပြောတယ်လို့ပဲဆိုရှယ်မီဒီယာအကျိုးအမြတ်အတွက်ဂျင်းထည့်ခဲ့ရလားဆိုတာကိုကိုပိုင်အမြင်လေးနဲ့ဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ရှင်။ကြည့်ရှုပေးခဲ့ကြတဲ့ ဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။